အာရိဗျမစရိယကတိလားဆိုတာဒီသာသနာကျင့်စဉ်မှာအရေးပါတဲ့ကိုချင်းတိလားတခု အရေးပါတဲ့ကိုချင်းတိလားတခုဆိုတာမက္ခဗျမစရိယလို့ဆိုတယ်အာရိဗျမစရိယအစဆုံးသာသနာတော်မှာအရေးပါတဲ့အာရိဗျမစရိယကတိလားဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့ အာဇီဝဓမ္မကသီလကိုပြောအာဇီဝဓမ္မကသီလလို့ဆိုအာဇီဝလင်၈ခုမြောက်ရှိတဲ့သီလဟောအတီယိုကျောင်းမှာနေတော့ကတချို့တီဟိုကတက္ကရာကမတွေကအာဇီဝဓမ္မကသီလကိုစောက်ထိကြအာဇီဝဓမ္မကသီလကိုစောက်ထိကြငါးပါးသီလတဲ့သူကပို့တယ်လေ၈ခုဒါပေမဲ့ညစာစားလို့ရတယ်